ဘိုင်ယန်မြူးနစ်အသင်းရဲ့အင်္ဂလန်တိုက်စင်မိုးဟာရီကိန်းဟာကလပ်အသင်းသတင်းနဲ့အတူသွင်းကိုတရားအမြန်ဆုံးပြည့်တဲ့ကစားသမားအဖြစ်စံချိန်သစ်တင်နိုင်မှုအခွင့်အရေးရှိနေတယ်လို့သိရပါဗျ။၂၁ရာစုအတွင်းရှင်ပြိုင်ခဲ့တဲ့ဥရောပထိပ်တန်းလိ၅ခုမှာကလပ်အသင်းသတင်းနဲ့အတူ ပြန်ပွင့်ဆောင်တွင်ကိုတရားအမြန်ဆုံးပြည့်မြောက်တဲ့ကစားသမားအဖြစ်လက်ရှိချိန်မှာစံချိန်တင်ထားတာကဆီရိုနယ်ဒိုနဲ့ဟာလန်တို့ဖြစ်ပါတယ်။ဆီရိုနယ်ဒိုကရီယယ်မက်ဒရစ်အသင်းအတွက်ဂိုးတရားကို105ပွဲကစားပြီးသွင်းယူနိုင်ခဲ့တယ်လို့ဟာလန်ကလည်းမန်စီးတီးအသင်းအတွက်ဂိုးတရားကို105ပွဲကစားပြီးသွင်းယူနိုင်ခဲ့တာပါ။လက်ရှိချိန်မှာဟာရီကိန်းကဘိုင်ယန်မြူးနစ်အသင်းအတွက်103ပွဲကစားပြီးချိန်မှာပဲ68ဂိုးသွင်းယူထားပြီးဖြစ်တာကြောင့်လာမယ့်ပွဲမှာ2ဂိုးသွင်းယူနိုင်ခဲ့ရင် သွင်ကိုတရားကိုပွဲအနည်းဆုံးနဲ့ပြည့်မြောက်တဲ့ကစားသမားအဖြစ်စံချိန်တင်နိုင်မှာဖြစ်ပါတယ်။ဘိုင်မြူးနစ်အသင်းဟာဒီညမှာ Water Bremen အသင်းနဲ့ Bundesliga ပွဲစဉ်ရှင်ပြန်ကစားရမှာဖြစ်ပြီး Water Bremen ကဒီရသည်မှာပေးကိုးတွေများပြားနေတဲ့အသင်းဖြစ်တာကြောင့် Hurricane အနေနဲ့စံချိန်သစ်တင်နိုင်ဖို့အလားအလာကောင်းနေပါတယ်။